အတိတ်ပဲဆိုတာပါလဲလောကကြီးထဲမှာလူသားတိုင်းမေးဖူးကြပြီးရှာဖွေဖူးကြတဲ့မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့အတိတ်ပဲဆိုတာဘာလဲဆိုရဲမေးခွန်းပါပဲကျွန်တော်တို့တွေဟာဒီစက်ကြဝဠာကြီးရဲ့ကျေပြောလာတဲ့အစိပ်ပိုင်းငယ်လေးတစ်ခုအနေနဲ့တည်ရှိနေကြတာပါ။ဘာကြောင့်တည်ရှိနေရတယ်လဲ။ဘာအတွက်အသက်ရှင်နေတယ်လဲဆိုရဲမေးခွန်းတွေဟာနေ့စဉ်အမျှကျွန်တော်တို့ရဲ့အသွေးထဲမှာဝင်ရောက်လာတတ်ပါတယ်။ အတိတ်ပဲဆိုရဲစကလုံးကို အပြည့်အံထဲမှာရှာဖွေကြည့်မယ်ဆိုရင် အဖြစ်အမျိုးမျိုးထွက်လာနိုင်ပါတယ်။ဒါပေမဲ့လူသားသူချင်းစီရဲ့ဘဝနဲ့ချိတ်ဆက်ပြီးရှာဖွေတဲ့အခါကျတော့ဒီအဖြစ်ဟာပိုပြီးတော့နှက်ဆိုင်လာပါတယ်။အတိတ်ပဲဆိုရာကင်တွယ်လို့ရတဲ့အရာဝတ္ထုမဟုတ်ပါဘူး။ဒါခံစားမှုတစ်ခု၊ရည်ရချက်တစ်ခုဒါမှမဟုတ်ကျွန်တော်တို့ရဲ့ရှင်သန်မှုနောက်ွယ်ကသွန်အားတစ်ခုလည်းဖြစ်နိုင်ပါတယ်။တချို့လူတွေအတွက်တော့အတိတ်ပဲဟာသူတို့ချစ်ရတဲ့မေတ္တာစုစီကနေရရှိပါတယ်။ သူတို့ရဲ့သားသမီးတွေမြင်းမြစ်တွေကိုပြုစုပျိုးချောင်ရင်သူတို့ရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးပေးရင်းနဲ့ဘဝရဲ့တန်ဖိုးကိုရှာဝေကြပါတယ်။တချို့တွေကြပြန်တော့လေအတိတ်ဘယ်ကိုအလောက်ကင်နဲ့ဖန်တီးမှုတွေမှာရှာဝေကြပါတယ်။ဗကြီးကားတစ်ချက်ဖန်တီးတာဆောင်းပါးတစ်ပုဒ်ရေးသားတာဒါမှမဟုတ်တီထွင်မှုအစ်စ်တစ်ခုကိုပေါ်ထုတ်တာမျိုးပေါ့။ကိုလှုပ်လိုက်တဲ့အရာတစ်ခုကနေအခြားသူတွေကိုအကျိုးပြုသွားတာ ဒါမှမဟုတ်ကဘာကြီးကိုပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင်ပြောင်းလဲပေးလိုက်တာမျိုးမှာအတိတ်ပဲရှိတယ်လို့ခံစားကြရပါတယ်ဒါပေမဲ့ဘဝရဲ့အတိတ်ပဲဟာအမြဲတမ်းကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေနဲ့ချမ်းသာကြွယ်ဝမှုတွေထဲမှာရှိနေတာမဟုတ်ပါဘူး။တခါလေကြရင်အတိတ်ပဲဆိုတာတင်းငယ်တဲ့အရာလေးတွေထဲမှာပုံကွယ်နေတတ်ပါတယ်။ဥပမာမိတ်ဆွေတငယ်ချင်းတူကိုအားပေးစကားပြောလိုက်ရခြင်း၊ဒုက္ခရောက်နေသူတူကိုဂူညီလိုက်ရခြင်း ဒါမှမဟုတ်ကိုပတ်ဝန်းကျင်ကတဘာဝရဲ့အလတရားတွေကိုတိတ်ဆိတ်စွာခံစားလိုက်ရခြင်းမျိုးတွေမှာလည်းနေဆိုင်တဲ့အတိတ်ပဲကိုရရှိနိုင်ပါတယ်လူသားရဲ့စိတ်ပညာမှာအတိတ်ပဲဆိုတာခန္ဓာရင်ရှိခြင်းနဲ့အနိစ္စဆုံးဖြစ်ပါတယ်။ဘဝမှာကြုံလာရတဲ့ခက်ခဲတဲ့စိန်ခေါ်မှုတွေဝမ်းနည်းစရာအခြေအနေတွေနဲ့ရင်ဆိုင်ရတဲ့အခါကျွန်တော်တို့တွေဟာဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတဲ့မေးခွန်းကိုမေးတတ်ကြပါတယ်။အဲ့ဒီလိုအခြေအနေမျိုးမှာတောင်မှကိုယ့်ဘဝအတွက်အတိတ်ပဲတစ်ခုကိုရှာတွေ့နိုင်နေဆိုရင် ဲ့ဒီအတိတ်ပဲကကျွန်တော်တို့ကိုရှေ့ဆက်လျှောက်လန်းနိုင်ဖို့အတွက်အင်အားကိုပေးစွမ်းနိုင်ပါတယ်။အတိတ်ပဲဆိုတာကျွန်တော်တို့ရဲ့ဒုက္ခဝေဒနာတွေကိုလက်ခံနိုင်စွမ်းရှိစေပြီးအဲ့ဒီဒုက္ခထဲကနေသင်ငန်းစာကောင်းတွေကိုထုတ်ယူဖို့အတွက်ကူညီပေးပါတယ်။ဒါအပြင်အတိတ်ပဲဆိုတာကျွန်တော်တို့မျှဝေသုံးစွဲတဲ့ဘာသာစကားအแทမှလည်းတည်ရှိပါတယ်။စကလုံးတိုင်းမှာသင်္ကေတတိုင်းမှာအတိတ်ပဲရှိနေတဲ့အတွက်ကျွန်တော်တို့ဟာသူနဲ့သူဆက်သွယ်ပြောဆိုနိုင်ပြီး ကိုပတ်ဝန်းကျင်က လောကကြီးကို နားလည်နိုင်ဖို့အခွင့်အရေးရရှိကြပါတယ်။ကျွန်တော်တို့ဟာပေးထားတဲ့အတိတ်ပဲပေါ်မှာမူတည်ပြီးကိုယ့်ရဲ့အတိတ်ပစ္စုပန်နဲ့အနာဂတ်ဆိုတဲ့အချိန်တွေကိုပုံဖော်ကြပါတယ်။ဒါကြောင့်အတိတ်ပဲဆိုတာတကူတော်ရှာဖွေမှုတစ်ခုတောင်မဟုတ်ပဲလူဖွဲ့စည်းတစ်ခုလုံးကပူပေါင်းဖန်တီးထားတဲ့မျှဝေနားလည်မှုတစ်ခုလည်းဖြစ်ပါတယ်။သို့တော်လည်းဘဝရဲ့အတိတ်ပဲကဘာလဲဆိုတဲ့အမေခွန်းကိုပြန်ကြည့်မယ်ဆိုရင် ဒါတစုံတစ်ယောက်ကပေးအပ်ထားတဲ့အဖြစ်ရှိပြီးသားမေခွန်းတစ်ခုမဟုတ်ဘူးဆိုတာကျွန်တော်တို့တွေ့ရပါတယ်။ဘဝရဲ့အတိတ်ပဲဆိုတာဖန်တီးယူရတဲ့အရာပါ။ဒါကျွန်တော်ရဲ့နေ့စဉ်လှုပ်ဆောင်မှုတွေ၊ရွေးချယ်မှုတွေ၊တန်ဖိုးထားမှုတွေကနေတဆင့်ပေါ်ထွက်လာတဲ့အရာတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့သူချင်းစီရဲ့အသွင်းဆက်ကနေပေါက်ဖွားလာတဲ့လူအင်ဆန္ဒတွေ၊မျော်မှန်းချက်တွေပေါ်မူတည်ပြီးအတိတ်ပဲတွေဟာကွဲပြားခြားနားသွားနိုင်ပါတယ်။တကယ်တော့အတိတ်ပဲရှိတဲ့ဘဝတစ်ခုဆိုတာ ကိုလှုပ်ချင်တာကိုအာသာစိတ်နဲ့လိုက်လှုပ်တာမျိုးတက်တက်လည်းမဟုတ်ပါဘူး။ဒါကိုကိုကိုကြော်လွန်ပြီးပူကြီးမားတဲ့အရာတစ်ခုအတွက်ပေးဆက်တာ။ပါဝင်ကူညီတာမျိုးနဲ့ပူပြီးဆက်ဆက်နေပါတယ်။အခြားသူတွေနဲ့ရင်းနေတဲ့ဆက်ဆံရေးတည်ဆောက်တာကိုထက်ပူနှုတ်နယ်တဲ့မျိုးဆက်သစ်တွေအတွက် အမွေအနှစ်ကောင်းနေချမ်းသာခဲ့တာ။ကောင်းမွန်တဲ့စိတ်ဓာတ်နဲ့အပြုမှုတွေကိုရှင်သန်အောင် ထိန်းသိမ်းထားတာစရာတွေဟာဘဝရဲ့အတိတ်ဘယ်ကိုနှဲရှိုင်းစေတဲ့အရာတွေပါပဲ။ စင်စစ်အဖြစ်ကျွန်တော်တို့ရဲ့အတိတ်ပဲရှာဖွေမှုဟာအသွင်းစိတ်နဲ့ပြင်ပလောကနှစ်ခုစလုံးရဲ့ဆုံမက်မှာတည်ရှိနေပါတယ်။ပြင်ပလောကဆိုတာရိုးရှင်းတဲ့လှပမှုတွေဥပမာနေထွက်ချိန်ရဲ့အယောင်တွေတစ်ပင်ရဲ့အသားရအေးမြမှုဒါမှမဟုတ်ကိုနေထိုင်ရာရက်ရွာအတိုက်ဝန်းထက်ကလူတွေနဲ့ရင်းနေတဲ့ပေါင်းတင်ဆက်ဆံရေးတွေကနေလဲဘဝရဲ့အတိတ်ပဲကိုလွယ်လွယ်ကူကူရှာဖွေတွေ့ရှိနိုင်ပါတယ်။ကိုလှုပ်လိုက်တဲ့အရာတိုင်းကနေအခြားသူတွေကိုအကျိုးဖြစ်သွင်းစေတာ အနုပညာလက်ရာတွေကိုခံစားရင်ဘဝကိုမျက်နှိုးသွားစေတာစရရီယာပြင်ကဘာအနေရရှိတဲ့အတိတ်ပဲတွေပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်အတိတ်ပဲဆိုတာစိတ်ကူးရင်အိမ်မက်တွေရင်မှန်းချက်တွေနဲ့ရှင်တန်ချင်းရဲ့နာကျင်မှုတွေကြားမှာတည်ရှိနေတဲ့တရားတစ်ခုဖြစ်ပါတယ်။ဒါအဆုံးသက်ရောက်ရှိရမယ့်နေရာတစ်ခုမဟုတ်ပဲကိုယ့်ရဲ့နေ့ရက်တိုင်းကိုတန်ဖိုးရှိရှိနေထိုင်တွားဖို့လမ်းညွန်ပေးတဲ့အမြဲတမ်းပြောင်းလဲနေတဲ့ခီးတစ်ခုသာဖြစ်ပါတယ်။ အတိတ်ပဲဆိုတာကျွန်တော်ရဲ့ဘဝကိုအယောင်သွေးတွေပေးစွမ်းပြီးအသက်ရှင်ဖို့တန်ဖိုးရှိစေတဲ့အင်အားဖြစ်ပါတယ်။ဒီနေ့အကြောင်းအရာလေးကနေစပြီးမိမိရဲ့ကိုယ်ပိုင်အတိတ်ပဲတွေကိုရှာဖွေတွေးရှိနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။ကျွန်တော် channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။အသက်သက်တော့အကြောင်းအရာတွေကို ဝင်မြဖို့အတွက်ပြန်လာခဲ့ပါမယ်ခင်ဗျာ။